Welcome to See Through MM Channel. အားလုံးမင်္ဂလာပါခင်ဗျာဒီတစ်ခါဗီဒီယိုလေးကတော့မနေ့ကဟိုတနေ့ကကျွန်တော်တင်လိုက်တယ်အဲ Arduino interrupt နော် hardware interrupt ပေါ့နော် Arduino interrupt interrupt part 1 video လေးရဲ့အစက်ကလေးဖြစ်ပါတယ်အဲ့ဒီ hardware interrupt မှာကျွန်တော်တို့အဲမှာ interrupt ရဲ့ function မှာကျွန်တော်တို့ mode က rising တို့ falling တို့နောက်တစ်ခါကျတော့ shift change state တို့နော်အဲအဲ့လိုမျိုးဆိုဒီရှိတဲ့အထက်မှာကျွန်တော်တို့ကကျွန်တော်ဒီ example 1ပေါ့နော် tutorial 1မှာစမ်းပြလိုက်တဲ့ အဲ example လေးမှာကျွန်တော်ကျွန်တော်ကဗာလဲဆိုလို့ရှိရင် rising နဲ့စားလိုက်တာเนาะတကယ်တမ်း rising နဲ့စားတာတဲ့ဟိုအခုကဗာလဲဆိုလို့ရှိရင်သူ့ correction လေးပြန်လုပ်ထားတယ်သူ့ဗာလဲဆိုလို့ရှိရင်ကျွန်တော် change state နဲ့လုပ်ထားတယ်เนาะအဲ့ဒီခါမှာပိုကြီးစင်ပြီးသွားတာတွေ့တယ်အဲ့ဒါဘာကြောင့်ဖြစ်တယ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အဲဒီ circuit diagram မှာပေါ့เนาะကျွန်တော်တို့ button input လုပ်တဲ့အခါမှာ pull up နဲ့လုပ်မှာလား pull down နဲ့လုပ်မှာလားပေါ့เนาะအဲ့ဒါမျိုးလေးနဲ့အဲ ကွာသွားလို့ပေါ့နော်ထူကြသွားတာအားလေးအကြောင်းဖြစ်သွားတယ်အဲ့တော့မိတ်ဆွေတို့နေနေလဲဘာဖြစ်လဲဘာဖြစ်စေချင်လဲဆိုလို့ရှိရင်အဲ့ဒီဒီ hardware interrupt လုပ်တဲ့အခါမှာဟိုဒီ mode တွေကိုတစ်ခုချင်းကိုကျွန်တော်စမ်းစီစမ်းကြည့်စေချင်ပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အဲ့ဒီပြန်ပြင်ထားတဲ့ video လေးကိုတစ်ချက်လောက်ကြည့်လိုက်ကြအောင်နော် မနေ့က program ပေါ့နော်မနေ့က program မှာကျွန်တော် attachment program လုပ်တဲ့နေရာမှာ factor နဲ့စလို့မရဘူးလို့ပြောတယ်အခုတခါတော့အခုတခါတော့ကျွန်တော် factor ပင်နံပါတ်2ဟာဆိုတော့ factor 0ပေါ့နော်ပြီးလို့ရှိရင် minus r ပြီးလို့ရှိရင်ဒီမှာတော့ကျွန်တော် rising နဲ့မသုံးတော့ဘူး change နဲ့သုံးလိုက်တော့နော် change နဲ့သုံးလိုက်တဲ့အခါမှာတော့တော်တော်လေးပဲဘာလဲဆိုလို့ရှိရင်အဆင်ပြေသွားတာတွေ့ရတယ်နော်အဲ့ဒီ video လေးကိုအခုကျွန်တော်ဆက်ပြီးတော့မှတကယ် hardware video လေးကိုဆက်ရိုက်ပြပါမယ်နော်ဒါလေးကိုပဲကျွန်တော်ဘာလဲဆိုလို့ရှိရင်ဒီ Arduino program နဲ့ Arduino ရဲ့ပြန်တွဲလိုက်တော့ပေါ့နော်တွဲပြီးတဲ့အခါမှာအဲပို့ပြီးတော့အဆင်ပြေသွားတာတွေ့ရတယ် ယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ hardware လေးကိုဆက်ပြီးတော့ကြည့်လိုက်ကြအောင်ခင်ဗျာ okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့နှိပ်ကြည့်အောင်เนาะနှိပ်ကြည့်မယ်ဒီမှာအခုနှိပ်လိုက်ပြီလွှတ်လိုက်ပြီနှိပ်ထားတယ်မလွန်ချင်းကျွန်တော်မီးစိမ်းကလင်းနေတယ်မီးဝါလည်းသူဆက်တက်ဆက်တက်လင်းနေတယ်ကျွန်တော်ပြန်လွှတ်လိုက်ပြီငိမ့်သွားပြီနှိပ်လိုက်တယ်ပြန်ဖွင့်တယ်အော်ပြန်မိတ်သွားပြီမြန်မြန်လေးနှိပ်ကြည့်မယ်ရတယ်နော် โอเคဒါလေးอ่ะဟို hardware interrupt လေးရဲ့နောက်ဆက်တွဲ video လေးဖြစ်ပါတယ်ကျေးဇူးများတင်ပါတယ်ခင်ဗျာ